ဒီလိုပမာဏဆိုတာဒီလိုကာလမျိုးမှာဒီလောက်ပမာဏမျိုးကျွန်တော်တို့တစ်ခါမှလည်းမမျော်လင့်ဘူးပေါ့မမျော်လဲမမျော်လင့်ခဲ့ပေါ့ဒါကတော့ဒီရက်ကာလအတော်အတွင်းမှာဒါကျွန်တော်တို့ရခဲ့တဲ့350ဝင်းကျင်ဆိုရယ်ပမာဏဒီဟိုကျွန်တော်တို့ညော်မှန်းတာထက်အများကြီးကိုပိုလုံးပါတယ်ဒါအမှန်တိုင်းပြောတာပါအဲ့တော့လူလူတို့ဒီတော်လန်ရေးရဲ့ရှေ့ဆုံးကနေပြီးတော့ပါဝင်နေတာပါကျွန်တော်တို့ကရှေ့ဆုံးမဟုတ်ဘူးကျွန်တော်တို့လက်နက်ကင်ဖွဲ့သီးပြီးကလူတို့အားပေးထောက်ခံမှုရှိမှလူတို့ရဲ့ဆန္ဒရှိမှ ျွန်တော်တို့ကလည်းဒီလိုအလုပ်ကိုကျွန်တော်တို့ဒီဒေါ်လန်ရေးဆိုတဲ့ဟာကိုလူလူပါဝင်မှာလူလူစန္ဒာရှိမှာကျွန်တော်တို့ကလည်းဆက်ပြီးတော့သွားနေနိုင်မှာပါအဲ့တော့အခုလိုမျိုးကျွန်တော်တို့ဒီ22ရက်ကနေ28ရက်ဆိုတဲ့ကာလဒီဒါလုံးဝဟိုခုနကပြောသလိုကိုကိုမှရှိစုမဲ့စုလေးတွေပဲခြံထားတဲ့ကို့အတွက်နောက်ဆုံးလက်ကျန်လေးတွေတောင်မှကျွန်တော်တို့ဒီလိုမျိုးထည့်ဝင်ပြီးတော့ပါဝင်ပေးကြရတဲ့အတွက်လည်းကျွန်တော်တို့မှအလွန်အားဖြည့်ကြပါတယ်အားလည်းအားလည်းဖြည့်ရပါတယ်တကယ်ပါဟုတ်ကဲ့ပါကိုသင်းတွန်းရေအဲ့တော့ကျွန်တော်တို့ မနေ့တည်းကဒီ PIO PIA အတွက်တပတ်တာလှုပ်ရှားမှုကတော့မနေ့တည်းကသင်းထုတ်ပြန်မှာပေါ့ကျွန်တော်မနေ့ကအထိဆက်ပြီးတော့ပြည်သူတွေကလည်းအလှငွေထည့်ဝင်တာတွေရှိနေတဲ့ခါကျတော့ကျွန်တော်တို့စည်ရင်းနေအနှစ်ချုပ်ရင်းနဲ့ညဘက်နေနဲ့နောက်ကျသွားတော့ဒီနေ့မှာပဲကျွန်တော်ပြည်သူလူထုကိုတင်ပြပြစ်တယ်အဲ့တော့တပတ်တာပေါ့နော်တပတ်တာဟိုလွန်ခဲ့တဲ့အပတ်တနင်္လာနေ့ကနေပြီးတော့စတင်လိုက်တဲ့တပတ်တာလှုပ်ရှားမှုကဘလောက်ရလဲပြည်သူကိုပြောပြပြပါဦး โอเคပါဟိုတကယ်တော်တော်လေးအားရဖို့ကောင်းပါတယ်ကျွန်တော်တို့ဒီတနင်္လာနေ့22ရက်နေ့ကနေစပြီးတော့ကျွန်တော်တို့ဒီ28ရက်နေ့မနေ့ကနေဆို29ရက်နေ့ပြီပေါ့เนาะအဲကျွန်တော်တို့အဲဒီရန်မုံငွေကောက်ခံနေအဟိုကိုရန်ဥဆောင်ပြီးကောက်ပြီးတဲ့အထဲမှာကျွန်တော်တို့ဒီမြန်မာငွေနဲ့ဆိုလို့ရှိရင်အငွေချက်380နဲ့မှာ935000နဲ့4100အဲဒါမြန်မာငွေတက်တက်ပဲပြီးတော့ထိုင်းဘက်ကကြတော့ကျွန်တော်တို့ဒီ ဟိုအဘတ်3329ဘတ်တီတီရတယ်ပြီးရင်ဒီစင်ကာပူဒေါ်လာကကျတော့162ဒေါ်လာရပါတယ်ဒါတကယ်ဟိုအားရှိတရားဝမ်းသာတရားပါလာသာထုတ်ရလဲမဟုတ်ဘူးပေါ့လीလာသာထုတ်ရလဲမဟုတ်ဘူးလူလူကလည်းဒီလိုချက်တဲနေတဲ့ကာလကကာလကြားထဲမှာတော့မှကျွန်တော်တို့အတွက်ရှိနေသေးတယ်ကျွန်တော်တို့ဒီလိုလက်တော်လည်းအင်အားစုတွေအတွက်လူလူကအပြည့်အဝရက်တည်နေသေးတယ်ဆိုတော့ကျွန်တော်တို့ဟိုတစ်ခေါက်ကအင်တာဗျူးထားသလိုပဲလူလူက တာဝန်ကြီးနေတော့မှာပဲတာဝန်ကြီးသေးပါပဲဆက်ပြီးတော့လေတာဝန်ကြီးနေဦးမယ်လို့ကျွန်တော်တို့ကယုံကြည်ပါတယ်အဲကျွန်တော်တို့လည်းတော်တော်ဝမ်းသာရပါတယ်ဒီလိုမျိုးဒီ22ရက်နေ့28ရက်နေ့ဆိုဒီကြာကာလဆိုတာကျွန်တော်တို့လာတာတွေပါတယ်ဆိုလို့ရှိရင်လက်ထဲမှာရှိတော့တဲ့ကာလမဟုတ်ဘူးအဲ့ဒီကာလမှာတော့မှဒီလိုမျိုးအမောက်ဒီလိုမျိုးပမာဏတစ်ခုရတယ်ဆိုတာကကျွန်တော်တို့အတွက်တော်တော်မှအံ့ဩဖို့လည်းကောင်းပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့လည်းဝါနာပါဗီဒီယိုကောတွေလက်ခံပြေတော့တချို့ရင်းနှီးတဲ့သူတွေဆိုလို့ရှိရင်လာတာတော့မထွက်သေးဘူးဒါပေမဲ့ တငယ်ချင်းစီကနေပြီးတော့ဆွဲပြီးတော့လှူလိုက်မယ်ဆိုပြီးတော့ပို့လာတဲ့သူတွေလည်းရှိတယ်ပေါ့တချို့ကြတော့လေဟိုကျွန်တော်တို့စည်ရင်းနေထဲမှာပြန်ကြည့်မယ်ဆိုရင်တိတာပါတယ်ဘတ်တရာ150 200အစပေါဝင်တာဆိုတော့ဘလောက်ထိကိုထားပါတော့ဗျာလဖေးဘူးတကယ်သုံးဖို့နောက်ဆုံးလက်ကျန်လေးအိတ်ကတည်းကဟိုနောက်ဆုံးလက်ကျန်လေးရှိတဲ့ဟာမျိုးဆိုရင်တော့မှအေးကွာငါလဖေးမတော့တော့ငါမိုးမစားတော့ဒီတက်ဖွဲ့အတွက်လုံနေတာပဲငါထက်ဝင်လိုက်မယ်ဆိုတော့ဟိုဆန္ဒတွေနဲ့ဝိုင်းပြီးတော့ပေါဝင်ပေးကြတာဖြစ်တဲ့အတွက် ဟို350ဝန်းကျင်ဆိုတာကျွန်တော်တို့ပြောခဲ့သလိုမျိုးပဲတက်ဖွဲ့အတွက်အများကြီးများတဲ့ပမာဏမဟုတ်ပေမဲ့တံမိုးကြီးပါတယ်ကျွန်တော်လည်းအဲကိုတင်းတော်ရင်တို့နဲ့အတူတူဒီလိုမျိုးပြည်သူလူထုစီရနေပြီးအလူငွေအဲထောက်ဖို့ငွေကောက်ခံပေးရတာဂုဏ်ယူပါတယ်အဲ့တော့အဲကိုတင်းတော်ပြောသလိုမျိုးပါပဲပြည်သူကတော့ဟိုတာဝန်ကြည်ပြီးရင်ကျင်းရင်မှာအဲ့တော့ကျွန်တော်တို့အများကြီးထူးထူးတူးတူးလဲပြောပြရမှာရှိပါဘူးဗိုလ်ချုပ်ထွန်းမျက်နှာအင်တာဗျူးမှာဖြေသလိုမျိုးပါပဲကျွန်တော်တို့ပြောသင့်ပြောထိုက်တဲ့အကြောင်းအရာတွေကိုပြောသင့်သလောက်ပဲပြောပြီးအလုပ်တွေဆက်ပြီးတော့များများ လောက်ကြတာပေါ့အဲ့တော့ကျမကြီးကိုတင်နိုင်တို့ဂီးဆိုင်ပါအဲ့တော့ဒီသူတို့နည်းနည်းသတင်းစကားလေးပါပြီကျွန်တော်တို့ဆုံးသက်ပါမယ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာဟုတ်အာကျွန်တော်ပထမဦးဆုံးဟိုဟာပြောချင်တာကတော့ဒီဒီလိုပမာဏဆိုတာဒီလိုကာလမျိုးမှာဒီလောက်ပမာဏမျိုးကျွန်တော်တို့တစ်ခါမှလည်းမမျော်လင့်ဘူးပေါ့မမျော်လည်းမမျော်လင့်ခဲ့ပေါ့ဒါကတော့ဒီရက်ကာလအတော်အတွင်းမှာဒါကျွန်တော်တို့ရခဲ့တဲ့350ဝင်းကျင်ဆိုရဲပမာဏဒီဟိုကျွန်တော်တို့ညော်မန်းတာထက်အများကြီးကိုပိုလုံးပါတယ်ဒါအမှန်တိုင်းပြောတာပါ ဲ့တော့လူလူတို့ဒီတော်လန်ရေးရဲ့ရှေ့ဆုံးကနေပြီးတော့ပါဝင်နေတာပါကျွန်တော်တို့ကရှေ့ဆုံးမဟုတ်ဘူးကျွန်တော်တို့လက်နက်ကင်ဖွဲ့သီးတွေကလူတို့အားပေးထောက်ခံမှုရှိမှလူတို့ရဲ့ဆန္ဒရှိမှကျွန်တော်တို့ကလည်းဒီလိုအလုပ်ကိုကျွန်တော်တို့ဒီတော်လန်ရေးဆိုတဲ့ဟာကိုလူလူပါဝင်မှလူလူဆန္ဒရှိမှကျွန်တော်တို့ကလည်းဆက်ပြီးတော့သွားနေနိုင်မှာပါအဲ့တော့အခုလိုမျိုးကျွန်တော်တို့ဒီ22ရက်ကနေ28ရက်ဆိုတဲ့ကာလဒီဒါလုံးဝဟို ခုနကပြောသလိုကိုကိုမှရှိသူမဲ့သူလေးတွေပဲခြံထားတဲ့ကို့အတွက်နောက်ဆုံးလက်ကျန်လေးတွေတောင်မှကျွန်တော်တို့ဒီလိုမျိုးထဲ့ဝင် ပြီးတော့ပါဝင်ပေးကြရတဲ့အတွက်လည်းကျွန်တော်တို့မှအလွန်အားဖြည့်ကြပါရယ်အားလည်းအားလည်းဖြည့်ရပါရယ်တကယ်ပါဟိုကျွန်တော်တို့ဒီအာဒီရမုံငွေရှာမဲ့အစီအစဉ်မစခင်ရဆိုကျွန်တော်မှတော်တော် depression ဝင်နေတာကျွန်တော်အာဒီအရာတွေကိုရှေ့လောက်ဘယ်လိုဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတဲ့ဟာပေါ့ဗျာကျွန်တော်တို့တလတလစီးမှကျွန်တော်တို့မှအဲ့လိုမျိုးဟိုမိကုန်းနေရှိရယ်ပေါ့ဒီလာငါဘယ် လောက်ဒီလုံနိုင်ခဲ့လဲဆိုတဲ့ဟာမျိုးပေါ့နော်ဟိုကျွန်တော်ဘယ်လောက်ဒီလုံနိုင်ခဲ့လဲဆိုတာဒီဟိုပြည်သူလူထုပေါ်မှာလည်းအများကြီးကျွန်တော်တို့ကမိခိုမိခိုနေရတာပေါ့နော်ကျွန်တော်တို့အခုတက်တည်လဲပြည်သူလူထုကိုပဲမိခိုနေရတာပါအခုတော့ကျွန်တော်တို့ရှေ့မှာလိုအပ်နေတဲ့ခဲရန်ဆိုဒီဖြစ်စီအာဒီစားနဲ့ရိတ်ခါဆိုဒီဖြစ်စီစေဝါဆိုဒီဖြစ်စီပေါ့နော်အဲ့ဒါဒီအကုန်လုံးကိုကျွန်တော်တို့မှာအတိုင်းတာတစ်ခုလောက်ဒီကျွန်တော်တို့ဖြည့်ပြင်းနိုင်ပြီပဲဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တကယ်ဒီရင်ထဲသေးရနေပြီးတော့ကျွန်တော်တို့ ဟိုကျေးဇူးအများကြီးပဲတင်ပါတယ်အကိုဝေယံလည်းအများကြီးကူညီပေးခဲ့တဲ့အတွက်ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်လို့အဲ့ဒါလေးပြောချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအာကျွန်တော်တို့ထမ်းရွက်ရမယ်တာဝန်ပဲဗျာအဲ့တော့ကျွန်တော်လည်းဟိုပြောတာပြောရတာလူအများကြီးနဲ့ပြောဆိုပြီးတော့လှုပ်လှုပ်ရတဲ့ဟာဆိုတော့တော်တော်လေးတော့ဟိုစူးစမ်းရပါတယ်ဟိုရမုံဝေကောက်ခံပေးတဲ့အလုပ်က ဟိုအရင်ကဟိုကိုမတ်မတ်ပြီးတော့လာထိုးနေတဲ့လူမင်းတို့ဒေါ်လိုင်းရတယ်ခိုင်လာဆိုတကယ်တော့မလွယ်လှပါဘူးတော်တော်လေးစိတ်ရှိပြီးတော့ကျွန်တော်တို့ဟိုစနစ်တကျလောက်ရတယ်ငွေကြီးနဲ့ငွေကြီးနဲ့ပတ်သက်တဲ့လို့ဆိုတော့ပူဆိုးပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဟိုလောက်ရမယ့်တာဝန်ဖြစ်တဲ့အတွက်အဲရဲဘော်တို့နဲ့ကျွန်တော်တို့တော့ကျေးဇူးတင်စရာမလိုပါဘူးအဲ့တော့ဒါကငွေကောက်ခံတဲ့အစီအစဉ်တစ်ခုတည်းမဟုတ်ပါဘူးကျွန်တော်တို့ပြည်သူလူထုရဲ့အားအင်တွေတော်လိုင်းပေါ်မှာယုံကြည်ချက်တွေဘလောက်ထိရှိတယ်ဘလောက်ထိခွန်အားအပြည့်ရှိတယ်ဆိုတာကိုပြသတဲ့လှုပ်ရှားမှုလေးဖြစ်ပါတယ်အဲကြောင့်မလို့ကိုတင်နွမ်းပြော လိုမျိုးရေမော်ကြီးကိုစားကျွန်တော်တို့ဒေါ်လာကြီးကိုစားပြည်သူလူထုကိုပဲအဲဒီလှုပ်ရှားမှုတပတ်တာလှုပ်ရှားမှုအတွက်အထူးပဲကျေးဇူးတင်ကြောင်းကျွန်တော်တို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျကျေးဇူးများကြီးတင်ပါတယ်လူတို့ကိုလည်းဟိုကျွန်တော်တို့အနေနဲ့ကလည်းဒါဟိုဒီလိုကာလမျိုးဒီလိုခက်ခဲနေတဲ့ကာလမျိုးမှာဒီလောက်ပမာဏနဲ့ဆိုရင်ကျွန်တော်တို့ဟိုတော်တော်များများပြဿနာတွေကိုဖြေရှင်းလို့ရပြီဗျာဒီမှာကျွန်တော်တစ်ခေါက်ကပြောခဲ့တဲ့လိုမျိုးစစ်ကြောင်းနေခဏခဏထိုးနေတဲ့အချိန်မှာဟိုကျွန်တော်တို့ ဒီလက်နက်ခဲယမ်းတွေဟာအအများကြီးအရေးကြီးတယ်ခဲယမ်းရရှိဖို့အာအများကြီးအရေးကြီးတယ်ဒါပေမဲ့ဒီပမာဏနဲ့ဟိုခဲယမ်းရမဲ့ပမာဏမများဘူးဆိုပေမဲ့ကျွန်တော်တို့အတိုင်းအတာတစ်ခုလောက်ထိတော့ဆက်ပြီးတော့သွားလို့ရနေသေးတာပေါ့အဲ့တော့ဟိုကျွန်တော်တို့လည်းပို့ပြီးတော့ကြိုးစားပါမယ်ကျွန်တော်တို့ပို့ပြီးတော့လည်းရိုးသားပါမယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်ပြည်သူလူထုကိုပေးနိုင်တဲ့ဒါကျွန်တော်တို့ရဲ့ဂတိတစ္ဆာပေါ့နော်ကျွန်တော်တို့ရှိတဲ့မူဝါဒတွေကျွန်တော်တို့တစ္ဆာဒိဋ္ဌန်အနေနဲ့အညီကျွန်တော်တို့နေထိုင်ပြီးတော့ကျွန်တော်တို့ဒီတော်လန်ရေးရဲ့ တထောင်းတနေရာကနေပြီးတော့ကျွန်တော်တို့ဒီဒေါ်လာရေးပြီးဆုံးတဲ့အထိအောင်မြင်တဲ့အထိကျွန်တော်တို့လည်းဆက်သွားနေမှာပါကျွန်တော်တို့နဲ့အတူတူပြည်သူလူထုကလည်းဒီလိုပဲဆက်သွားနေမယ်လို့လည်းကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲဒီအတွက်လည်းကျွန်တော်ဟိုအများကြီးခွန်အားဖြစ်ရတယ်ကျွန်တော်တို့ရှေ့တန်းရဲဘော်တွေဆိုလို့ရှိရင်ဒီဟာဒီအစည်းအဝေးကိုကြည်ပြီးတော့လာပြောကြရတယ်အာဟိုဟာအစင်ပြေလားပေါ့အစင်ပြေလားဘလို့အခြေအနေရှိလဲကျွန်တော်ကဒီလောက်ဒီလောက်ပမာဏတော့ရရတယ်ဆိုလို့ရှိရင်သူတို့မှတအားဝမ်းတာရောဝမ်းတာသွားကြရတဲ့ဟာတွေရှိတယ်အခုဆိုလို့ရှိရင်ဒါကျွန်တော် ဟိုတော်တော်များများစစ်ဒေတာ၃၄ခုလောက်ကိုလည်းကျွန်တော်အာရိတ်ခါဖို့ရှေးလာအတွက်ရိတ်ခါဖို့ရေအကုန်လုံးကျွန်တော်ဖြတ်ပြီးသွားပြီအာဒါဆိုရင်ကျွန်တော်ရှေးလာကိုကျွန်တော်ရဲ့ target ကအဒီမှာတချို့ဆက်သွယ်ရေးခက်ခွဲဆက်သွယ်မှုခက်ခဲနေတဲ့ဒေတာတွေမှာကျွန်တော်ဆက်သွယ်ရေးဇက်ဒီပြီးသွားလို့ရှိရင်ဒီ line ကိုစစ်စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့အခါမှာ starling လို့ဟာမျိုးအဒီ starling နဲ့တွဲပြီးတော့အသုံးပြုလို့ရမယ့် power supply လို့ဟာမျိုးတွေဒါကျွန်တော်စီစဉ်ပြီးတော့ဖြည့်တင်းပေးလို့ရပါပြီ အဲကျွန်တော်ရဲ့ဝင်ကျွန်တော်တို့တော်လိုင်းမှာရွေးမယ်အရွေးတစ်ခုမှာပြည်သူလူထုကဝင်တစ်ခုကိုဝင်ပြီးထမ်းလိုက်တာပဲဒါအများရဲ့အင်အားနဲ့တကယ်စီးလုံးမှုရဲ့အင်အားတစ်ခုပဲဗျာကျွန်တော်တို့ကဒါစီးစီးလုံးလုံးနဲ့ညင်ညွတ်ညွတ်ရှိနေရယ်ဆိုရယ်ပြရုပ်တစ်ခုကိုကျွန်တော်တော်လိုင်းအစားနေပြီးတော့အခုထိထိန်းထားလာနိုင်တာလို့ပဲကျွန်တော်ကပြောလို့ရတယ်အဲ့ဒီတော့လေကျွန်တော်တို့အများကြီးလဲအင်အားဖြစ်ရတယ်ရှေ့ဆက်သွားမယ်ရှေ့ဆက်ရှောက်မယ်ခြေလန်းနေအတွက်လေကျွန်တော်ကအားသင့်အင်သင်နဲ့ဆက်ရှောက်ဖို့အသင့်ရှိပါတယ် နောက်ကျွန်တော်တို့ဒီစစ်စင်ရေးဝင်နေတဲ့နေမြေတွေဒေသတွေမှာအဲလုံခြုံတဲ့အခြေအနေတခုဖြစ်သွားရင်လေအဲ့ဒီဖြစ်သွားတဲ့အခြေအနေနဲ့ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့တိုက်ပွဲဝင်ခဲ့ရတဲ့အခြေအနေတွေတည်င်းကောင်းတွေမှန်သမျှကိုကျွန်တော်တို့ပြည်သူလူထုစီကိုလည်းရှောင်းနိုင်အောင်ဒါအကိုဝေရန်လည်းတစ်ချက်ကူညီပေးပါကျွန်တော်တို့လည်းဒီစူးစမ်းပြီးတော့ကျွန်တော်တို့လုပ်ပါမယ်အဲ့ဒီတည်င်းတွေကိုလည်းစောင့်နေကြဖို့ကျွန်တော်လည်းဟိုတိုက်တွန်းခြင်းပါတယ် ဒါပြည်သူလူထုရဲ့အားတွေပါကျွန်တော်တို့ရဲ့အောင်ပွဲဆိုတာပြည်သူလူထုရဲ့အောင်ပွဲပါပဲပြည်သူလူထုရဲ့အားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဟိုဘယ်လိုပြောရမလဲရရှိလာတဲ့ကျွန်တော်တို့ဒီပျော်ရွှင်မှုပေါ့နော်ပျော်ရွှင်မှုအောင်နိုင်ခြင်းတွေကိုပြည်သူလူထုတွေလည်းမျှပြီးတော့ခံစားဖို့အတွက်ကျွန်တော်တို့အဲ့အရာတွေကိုလည်းအကူအညီတွေတစ်ဆင့်နောက်ပိုင်းတွေလုံခြုံတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့မျှဝေထုတ်ပြန်ပါမယ်။ဟုတ်ကဲ့ပါဒီလေကျွန်တော်တင်ပြစကားပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ပြည်သူတွေရဲ့မြတ်တန်တဲ့အတူရဘော်ရဘက်အားလုံးပေးကင်းကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါ